ရသမားအမျိုးမျိုးရှိတယ်။တချို့ကတောက်ပေါလို့ခေါ်တယ်လေ။တောက်ပြီးရင်ပေါတော်တော်တွေလောက်တာကလာတယ်ရောတချင်းဆိုလာတယ်ရောအတောက်ပေါလို့ခင်ရန်လာတော့ဘာလို့လဲ။တောက်ပေါရှိတယ်။တောက်ပေါတယ်ဆိုတာတောက်ရစ်တောက်ပြီးရင်ရစ်တာရေမပြီးနိုင်ဘူးကွာ။တဝိုင်းလုံးသူးကြည့်ရှင်းနေကြအောင်လို့ဒီခါတောက်ရစ်တချို့ကတောက်ကြွားဆိုတာရှိတယ်။တောက်ပြီးရင်စပယ်ရှယ်ကြွားလာ။မင်းဒီခါဘယ်လောက်ပေးရတယ်အမှတ်တော့ကွာ။တောက်ပြီးတိခန္ဓာတောက်ကြွားလဲရှိတယ်။ အမျိုးမျိုးပေါ့ဗျာတချို့ကတော့လေတောက်ပြေးရှိတယ်တောက်မရင်ရဖို့မရှိမဲထထပြီလားတောက်ပြေးရိုင်းနေမတင်နဲ့တောက်ပတ်ဆိုတာရှိသေးတယ်ရိုင်းနေမဟုတ်ဘူးနော်တောက်ပြေးမပြေးဘူးဟိုဆိုင်ပတ်ဒီဆိုင်ပတ်နဲ့ဟိုဆိုင်သွားအောင်မယ်ဒီဆိုင်သွားအောင်မယ်အဲ့လိုကောင်းနေလဲရှိတယ်ကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်ထွက်လာနော်ကျွန်တော်ကျွန်တော်ကတောက်စားတောက်ချင်အောင်ဆောင်ပြီးစားလာ no 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 တောက်ချောင်ဆိုတော့တောက်စားရဲပါတယ်